ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ခစ်တင်ဒီလီဗရှင်ကနေတရင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ကိုကန့် MND ထံမှလက်နက်ချအညာခံခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်ဦးအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်မူယာလူနဲ့လာရှုကိုပြန်ရောက်လာပြီးရာမခတိုင်းစစ်ဌာနချုပ်ကိုပြန်တီဆောင်မယ်ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့် MND ထံလက်နက်ချအညာခံခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်ဦးကအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်မူယာလူနဲ့လာရှုကိုပြန်ရောက်လာပြီးလာရှုစိတ်ယုံဖွင့်ပွဲအပါအဝင်လာရှုမျိုးပြန်လည်တီဆောင်ရေးကို ဦးဆောင်လုပ်ကိုင်းနေကြောင်းလာရှုမြို့ဒေသခံပြည်သူတွေကပြောပါရယ်မေလ9ရက်နေ့လာရှုပြည်သူစေယုံကိုအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဘုံမှုချုပ်အေမင်ဦးလာရောက်ဖွင့်လှစ်ခဲ့ပြီးမြို့ကိုလည်းလက်ပတ်စစ်ဆေးခဲ့ကြောင်းဒီကနေ့လက်ရှိအချိန်ထိလာရှုမြို့မှာတိုင်မူဘုံမှုချုပ်အေမင်ဦးရှိနေဆဲဖြစ်ကြောင်းလာရှုမြို့မှာပြည်သူတအုပ်ကပြောဆိုပါရယ်မနေ့ကစေယုံဖွင့်ပွဲတိုင်မူလာတဲ့ဒီကနေ့ထိလည်းလာရှုမှာပဲဒီမှာပဲရုံထိုင်မယ်လို့တော့ကြားတယ်လို့လာရှုမဒေသတရင်အရှင်မြစ်တွေကပြောပါရယ်အမန်ဒီကအီပီလာနောင်ပိုင်းလာရှုမြို့ပေါ်စနေရက်ကွယ်မှာဆုတ်ခွာသွား သွားပြီးရနောက်အရှိမြောက်တိုင်းတိုင်မှုဘုံမှုချုပ်အင်းမင်းဦးမှာလာရှုမျိုးကိုပြန်လည်ရောက်ရှိလာတာဖြစ်ပြီးစီဒီအမ်ဘူကြီးစင်ရောကတော့လာရှုမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ပြန်လည်အခြေဆိုင်ဖွင့်နေမယ်လို့သိရကြောင်းတရင်ဌာနကိုပြောပါတယ်လာရှုမှာပဲရမခတိုင်းစစ်ဌာနချုပ်ပြန်အခြေဆိုင်မယ်အစားကမိုင်းရည်နဲ့တန်ရမထားမလားရွှေပြင်းမယ်ဘလို့ဖြစ်သွားလဲတော့မသိဘူးလာရှုမှာပဲရမခတိုင်းစစ်ဌာနချုပ်ပြန်ဖွင့်မယ်လို့စီဒီအမ်ဘူကြီးစင်ရောကပြောဆိုပါတယ် လာရှုမြို့ကို2024ခုနှစ်ဩဂုတ်လမှာ MNDA ကတိုက်ခိုက်သိမ်းပိုက်ပြီးတရုတ်ရဲ့ဂျာဝင်မှုကြောင့်အခုနှစ်ဧပြီလမှာပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။လက်ရှိလာရှုမြို့ပြန်လည်တည်ထောင်ဦးဆောင်နေတဲ့တိုင်းမှုဘုံမှုချုပ်အေမင်းဦးကမလအတွင်းတိုင်းမှုဖြစ်ခန့်အပ်ခံခဲ့ရတာပါ။ဘုံမှုချုပ်အေမင်းဦးက2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDA ကလောက်ကင်ဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာဆာကိုသိမ်းပိုက်ခဲ့စဉ် MS-14 စစ်စင်ရဲ့ကိုကဲမှုဌာနချုပ်မှာစစ်စင်ကိုကဲရေးမှုအဖြစ်တာဝန်ထမ်းဆောင်ပြီး ဒေသကုတ်ကဲမှုစစ်ဌာနချုပ်လောက်ကိုင်းဒေသကုတ်ကဲမှုဗိုလ်မှူးချုပ်မိုးကျော်သူကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဖွဲ့ခိတဥက္ကဋ္ဌဗိုလ်မှူးချုပ်ထွန်းတွန်းမြင့်တမငါငါဌာနမှုဗိုလ်မှူးချုပ်ဇော်မျိုးဝင်း MSN စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲမှုဗိုလ်မှူးချုပ်အောင်ဇော်လင်း MS6 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲမှုဗိုလ်မှူးချုပ်တော်စင်ဦးနဲ့တူ MND ထံမှလက်နက်ချအညံ့ခံခဲ့သူဖြစ်ပါတယ်။လာရှုမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်အောက်တိုဘာလအတွင်းဆုံးရှုံးခဲ့ပြီးရဲ့နောက်စစ်ကောင်စီကတန်ရန်မြို့ကို အခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးတိုင်မူအဖြစ်ဘူကျုံမြင့်ကျော်ထွန်းကိုခန့်အပ်ခဲ့ပါတယ်။အခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ရှာမခတိုင်မူဘူကျုံမြင့်ကျော်ထွန်းကကြားဖြန့်တရုတ်ငွေလင်ခိုင်းများထံမှငွေကျပ်သိန်းထောင်ကြီးလက်ယူမှုနဲ့စစ်ကောင်စီကယာရုမှဖေရှားဖမ်းဆီးလိုက်ပြီးနောက်ဘူမှုကျုံအင်မင်ကိုရှာမခတိုင်မူတိုင်ရန်အသည့်အဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တပုံးအနေနဲ့နိုင်ငံတော်အကျဉ်းထောင်များမှာစေဝါဆောင်ရှားမှုမလုံလောက်တဲ့အတွက်လေလာတွင်နိုင်ငံ၏အကျဉ်းသားကိုဦးတည်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရှိအကျဉ်းထောင်တွေမှာလုံလောက်တဲ့ကျန်းမာရေးဆောင်ရှားမှုနဲ့စေဝါဆောင်ရှားမှုများရှိခဲ့လို့လေလာတွင်နိုင်ငံ၏အကျဉ်းသားစုစုပေါင်းကိုဦးတည်ဆောင်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ၏အကျဉ်းသားများကွန်ရက် PPN မှဦးဆောင်ဖွဲ့ဝင်ကိုတိုင်ထုံးကပြောပါရယ်။၂၀25ခုနှစ်ဇန်နဝါရီလမှအေပီလတိကောက်ယူရရှိတဲ့စည်ရင်အရာနိုင်ငံ၏အကျဉ်းသားကိုဦးတည်ချဆောင်ခဲ့ရတာဖြစ်ကြောင်းတိုက် င်ဦးထောင်တာယာဝတီထောင်မြောင်မြထောင်ဦးဘူထောင်တိုင်ဦးထောင်ကတာအချင်းထောင်တို့မှာနိုင်ငံရေးကျင်းသားကိုကစေဝါဆောင်ရှားမှုမလုံလောက်လို့ကြာဆုံးခဲ့ရကြောင်းသိရပါတယ်။တိုင်ဦးထောင်မှာနိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ကိုမျိုးမီဦးနဲ့ကိုမိုးကျော်တာယာဝတီထောင်မှာကိုသူရအောင်မြောင်မြထောင်မှာကိုကျော်စင်နဲ့ဦးဘူထောင်မှာဒေါ်စန်းဤ ကိုအောင်ထွန်းကိုတီဟာကိုလူအောင်တို့လေးဦးနဲ့ကတာထောင်မှာကိုဟိမင်းသူတို့ကိုဦးကြဆောင်ခဲ့ရကြောင်းသိရပါတယ်။အဲ့လိုကြဆောင်သူကိုဦးထီရှိလာပြီဖြစ်တော့လေအချင်းထောင်တွင်မှာလုံလောက်တဲ့စေဝါကူတာမှုမှာလက်ရှိအခြေတည်မရရှိတဲ့ပြင်အခြားသောလူခွင့်ရေးချိုးဖောက်မှုများစွာရှိနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအချင်းသားများကွန်ရက် PPN ကထုတ်ဖော်ပြောဆိုပါတယ်။2023ခုနှစ်အချင်းထောင်တွင်နိုင်ငံအချင်းသား34ဦးတည်ဆုံခဲ့ပြီးအချင်းထောင်မှာတပ်ဖြတ်ခံရသူ18ဦးမတမ်းမှာပဲတည်ဆုံသူ16ဦးရှိခဲ့ကြောင်း2024ခုနှစ်မှာတော့နိုင်ငံတော် ွန်အချင်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသား30တောင်အထိတည်ဆောင်ခဲ့ရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်စီမှသိရပါရယ်နောက်ထပ်တစ်ပုတ်အနည်းငယ်မြိုင်မြို့နယ်စီမံကိန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်မှ3တည်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းမြန်မြို့နယ်စီမံကိန်းရုံးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်မှ3တည်ဆောင်ခဲ့ကြောင်းပကုတ်ကူခရိုင်တရင်15မှာတာဝန်ရှိသူတောင်းကပြောပါရယ်အေပြီလ30ရက်နေ့မှာမြိုင်မြို့နယ်စီမံကိန်းရုံးတွင်အကြမ်းဖက်စစ်ကောင်စီ ီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတိစုံပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့များဘက်မှလည်းရဲဘော်တအုပ်မစိုးရင်ညာဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လက်နက်တွေတော့တင်ဆက်ရမိတာမရှိဘူး။လက်နက်တွေတွားကောက်ဖို့အခွင့်မရလို့ပါတိုက်ပွဲကအချိန်ကြာတော့ကျွန်တော်တို့ဘက်ကလက်နက်ခရင်ကြီးလုံလောက်တာမျိုးတွေမရှိလို့ပြန်ဆုတ်ခဲ့ရတယ်လို့ပကုတ်ကူခရင်တိုင်ရင်ဆန်ကားမှတာဝန်ရှိသူတအုပ်ကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပကုတ်ကူခရိုင် MS 5တရင်နဲ့ LPDN ငကနီပါကားဖားတို့ကဦးဆောင်ပြီးပကုတ်ကူခရိုင်တရင်5ပါဝင် LPDN များပူးပေါင်းနဲ့မြိုင်းအညာမြေတပ်ပေါင်းစုအညာဟီရိုတို့ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီကတလအတွင်းရှမ်းမြောက်ရှိမြို့ချောင်းမြို့ကိုလေကြောင်းပါဝင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတလအတွင်းရှမ်းမြောက်ရှိမြို့ချောင်းမြို့ကိုလေကြောင်းပါဝင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားပြည်သူများထိခိုက်ဒိဆုံးခဲ့ရကြောင်းပ လာပြည်နယ်လူမျိုးရေးတပ် UPSLF DNLA ထံမှသိရပါဗျာ။ အဆိုပါမျိုးများမှာနောင်ချိုမိုးကုတ်တပိတ်ချင်းဒီဘောမိုင်းယော်နဲ့နန်ဆန်းမျိုးနယ်တို့ဖြစ်ပြီးစစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလအတွင်းတိုက်ပွဲမရှိဘဲတိုက်ခိုက်ခဲ့သလို၎င်းတို့ရဲ့မိုင်းကြောင်တိကိုက်တည်ဆုံမှုတွေလည်းရှိကြောင်းသိရပါတယ်။ကျမတို့ဒေတာမှာပုံကျဲတာတွေပုံမလုံးလာပါတယ်။ဧပြီလမှာဆိုရင်တော့ပုံကျဲတိုက်ခိုက်မှုကအများဆုံးပါပဲ။နောင်ချိုမိုးကုတ်ကပို့ပြီးတော့မှရှင်ဆိုင်နေရတယ်လို့ TNL ပြောခွင့်ရလူကြီးဦးကမေလ၄ရက်နေ့သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကိုပြောပါတယ်။ဒါအပြင် TNL ထိန်းချုပ်ထားတဲ့နေမြေဒေတာတွေအတွင်းစစ်ကောင်စီကစီရင် တုံ့ပြန်လှုံ့ဆော်ခြင်းနဲ့လက်နက်ကြီးတို့နဲ့ပစ်ခတ်မှုတွေပုံမှန်လှုံ့ဆော်နေတာကိုတွေ့ရှိရတဲ့အတွက်ပြည်သူများသတိထားကြဖို့၎င်းကတိုက်တွန်းပြောကြားပါတယ်။ပြီးခဲ့တဲ့အေပီလာအတွင်းစစ်ကောင်စီတပ်မှလေကြောင်းဒရုန်းတို့နဲ့ပုံကျဲတိုက်ခိုက်မှုအပြင်မိုင်းနဲ့လက်နက်ကြီးတို့ကြောင့်နေအိမ်များပြားပြက်စီပြီးပြည်သူနာဦးတည်ဆုံးကကလေးငယ်ပါဝင်ကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNL ကထုတ်ပြန်ပါတယ်။အဲဒီကာလက TNL ပါဝင်မြောက်ပိုင်းညီနောင်မဟာမိတ်တောင်ဖွဲ့ကငလင်တန်တဲ့ပြည်သူများကိုလူသားချင်းစာနာထောက်ထားတဲ့အတွက်တလတာတစ်ဖက်သက်အပြစ်ရထားတာဖြစ်ပြီးလက်ရှိမှာလည်း တလားထပ်မံတိုးထားကြောင်းသိရပါတယ်။ထို့ဒူးစစ်ကောင်စီကလည်းအပြစ်ရတယ်လို့ထုတ်ပေါ်ပြောဆိုထားတဲ့ကာလတစ်ခုဖြစ်ပြီးလက်တွေ့မှာတော့စစ်ရှုံးနေမြေများပြန်လည်ရရှိဖို့အတွက်လီကြောင်းတုံးပြုကနိုင်ငံတော်ထိုးစစ်စင်တိုက်ခိုက်လျက်ရှိတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။